မင်္ဂလာပါရှင်ဒီနေ့ကျမတို့ဆွေးနွေးကြမယ့်အကြောင်းအရာကတော့လေနားထောင်သူတယောက်စီကရထားတဲ့ဘာသာရေးဆိုင်ရာစာသားတစ်ခုကို အခြေခံထားတာပါ ဟုတ်ကဲ့ဒီစာသားကကြည်ရတာဖျားသခင်ရဲ့အစီစဉ်တို့လူတွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်တို့ဖန်ဆင်းခြင်းရဲ့အဆုံးပန်းတိုင်တို့အဲ့ဒါဒီပေါ့အတော်လေးနဲ့တဲ့အကြောင်းအရာတွေကိုရှင်းပြထားပုံရတယ်ဟုတ်ပါတယ်တမျိုးပြောရရင် စကြဝဠာပြည့်စက်ကြီးလိုပဲအစာရှိမယ်အလဲပြောင်းရှိမယ်အကျိုးဆက်တီး နောက်ဆုံးပြန်ပြေဆုံးသွားတာအထီပေါ့ဟုတ်ပါတယ်ဒီစာသားရဲ့အဓိက current ကဘာလဲဆိုတော့ခမေတော်ရဲ့မေတ္တာပေါ့ပြီးတော့တားတော်ရဲ့အရေးပါတဲ့အခန်းကဏ္ဍဟုတ်ကဲ့နော်ဘီဖန်ဆင်းခဏရဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဒါကတမိုးရှိတလောက်အန်ဒီရလည်းရှိနိုင်တဲ့လက်ဆောင်ပေါ့နော်ဟုတ်ဟုတ်ပြီးတော့အဲ့ဒီရွေးချယ်မှုတွေကနေဖြစ်လာတဲ့အကျိုးဆက်တွေဒါတွေအားလုံးကနောက်ဆုံးကြတော့တားတော်ရဲ့အမွေဆက်ခံခြင်းအပြင်ဖန်ဆင်းခြင်းကဘလို့ပြည့်စုံသွားမလဲဆိုတဲ့အဆုံးသက်ယူပါယုံကချိဆက်နေတာပါအင်း စိတ်ဝင်စားစရာအမြင်ပဲဒါပေမဲ့ဒီစားချက်ဝလာပိဆက်ရဲ့အခန်းဆက်တွေကိုတခုချင်းစီလစ်လာကြည့်ကြတာပေါ့ပထမဆုံးအခြေခံဥပမာကနေဆက်လိုက်ကြရအောင်ဟုတ်ကဲ့အရင်မစ်စားတဲ့ရင်အစမှာလေခမဲတော်ကတားလို့ကိုချစ်တဲ့မေတ္တာဟာအရာအလုံးရဲ့အခြေခံဖြစ်တယ်လို့ဆိုထားတယ်နော်ဟုတ်ပါတယ်တော်ကိုဘလို့နားလည်ရမလဲပြီးတော့ဖန်ဆင်းချက်တစ်ခုလုံးကတားတော်အတွက်ပဲတည်ရှိခဲ့ဆိုတာကတော့ဘာကိုဆိုလို့ချင်းတာပါလဲအမ်ဒီအချက်ကတကယ်တော့အရင်အရေးကြီးပါတယ် စာထားထဲမှာပြောထားတာက ခမည်းတော်ရဲ့မေတ္တာကအင်မတန်ကြီးတယ်ပေါ့အဲ့ဒီတော့အရာအလုံးကိုတားတော်ရဲ့လက်ထဲအပ်ထားတယ်ဆိုတဲ့သဘောဟုတ်ကဲ့ဆိုတော့အတက်တို့တရှိမှုအလုံးဟာတားတော်ကနေတဆင့်တားတော်အားဖြင့်တားတော်အတွက်ပဲဖြစ်လာတာအင်းဆက်ယောဟန်မှာလည်းဖော်ပြထားတယ်လीအတက်ဟာတားတော်ထဲမှာပဲရှိတယ်ဆိုပြီးတော့ဆိုတော့ခမည်းတော်ကသူ့ရဲ့မေတ္တာကိုတားတော်အားဖြင့်ဖော်ပြတယ် အသက်ကိုလည်းတားတော့အားဖြင့်ပဲပေးတယ်။ဆိုတာဆိုတော့ငိုပိုင်းဆိုင်အသက်ကိုပိုင်းတယ်။တားတော့ကိုညင်းပယ်ရင်အသက်ကိုညင်းပယ်တာပဲဆိုလေသဘောလား။ဟုတ်ပါတယ်။အတီးရကြပဲ။အသက်ကိုပိုင်းဆိုင်တာမပိုင်းဆိုင်တာကတားတော့ပေါ်မှာမူတည်တယ်။음။ဒါဆိုဖန်ဆန်းချင်းတို့ခုလုံးရဲ့တည်ရှိမှုရောအသက်ရှင်သန်မှုရောကတားတော့ပေါ်မှာပဲမူတည်နေတယ်ပေါ့နော်။ဒါတော်တော်ပြတ်သားတဲ့အတိပယ်ဖွင့်ဆိုချက်ပဲ။ဟုတ်ကဲ့။စာသားကဒါကိုရှင်းရှင်းပဲတင်ပြထားတယ်။ ဖန်ဆင်းတာထိမ့်သိမ့်တာစက်ပြီးတရှိနေစေတာအလုံးဟာတားတော့အแทမှာတားတော့အားဖြင့်ပဲဖြစ်တယ်ပေါ့ဟုတ်ကဲ့အဲ့တော့တားတော့ကိုညင်းပယ်တယ်ဆိုတာကလည်းခမီးတော်ရဲ့မေတ္တာရောအသက်ပေးတဲ့အစီအစဉ်တစ်ခုလုံးကိုညင်းပယ်တာနဲ့အတူတူပဲအင်းအဲ့ဒီညင်းပယ်မှုကိုနဲ့ကပဲနောက်ဆုံးမှတရားစီရင်ခြင်းစီကိုဥတီသွားစေတယ်လို့ဆိုပါတယ်ဟုတ်ကဲ့အထူးသဖြင့်တားတော့လူစားတိခံပြီးနောက်ပိုင်းမှာပေါ့ သူကတရားစီရင်ခြင်းရဲ့စံနှုန်းဖြစ်လာတယ်ဆိုတဲ့သဘောမျိုးဒါကအခြေခံဥည်ပေါ်လုံးဟုတ်ပါတယ်ဒါပေမဲ့ဒီအပေါ်မှာအေးကြီးတဲ့အလဲအပြောင်းတစ်ခုကို စာသားကအင်းပြထားတယ်အဲ့ဒါကလွတ်လပ်စွာရွေးချယ်ပိုင်းကွယ်ဘုရားသခင်ကဒီလိုမျိုးအစွမ်းထက်တဲ့လက်ဆောင်ကိုဘာလို့ပေးခဲ့တာလဲဆိုတာကိုစာသားကဘယ်လိုရှင်းပြထားလဲဟမ်ကဘာဦးချန်းကိုကိုကားပြီးရှင်းထားတာကတော့လေဘုရားသခင်ကဖန်ဆင်းခံလေကိုစိတ်ယူတယ်လို့မဖန်ဆင်းဘူးကိုပိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့စွမ်းကြီးကိုပေးထားတယ်ဟုတ်ကဲ့ ဒါကဘာလို့လဲဆိုတော့မေတ္တာနဲ့ဆက်နွယ်မှုအပေါ်မှာအခြေခံတဲ့ဆက်ဆံရေးအတွက်ဒါကမရှိမဖြစ်လို့တယ်ဆိုတဲ့သဘောမျိုး။อืมဆိုတော့ဖန်ဆင်းခံတယ်မှာရွေးချယ်ခွင့်ရှိသွားတာပေါ့။ဘုရားသခင်ရဲ့စကားကိုသူ့ရဲ့မေတ္တာနဲ့လမ်းညွှန်မှုကိုလက်ခံမလား၊ဒါမှမဟုတ်ကိုယ်လမ်းကိုရွေးမလားဆိုတာ။ဒီရွေးချယ်မှုရဲ့အကျိုးဆက်တွေကတော့ဘယ်လိုလဲ။အဲ့ဒါလဲစာသားတွေမှာပြည့်ပြတ်တာတာပဲ။ဘုရားရဲ့စကားကိုလက်ခံရင်ကိုရိုနဲ့တူလျှောက်ရင်ပေါ့လေ။သူ့ရဲ့မေတ္တာနဲ့ညံပညာကိုပိုနားလည်လာမယ်။ ြည့်စုံခြင်းစီကြီးထွားလာမယ်။ဟုတ်ကဲ့။ဒါမဲ့ကိုရောရဲ့စကားကိုညင်းပယ်ပြီးကိုလန်းကိုရွေးမယ်ဆိုရင်တော့ဖျားဝခင်ကအဲ့ဒီရွေးချယ်မှုကိုဝင်မဆွတ်ဖတ်ဖို့လေးစားတယ်။ဒါမဲ့နောက်ဆုံးမှာတော့ကိုရောရဲ့ကြွယ်ကားမှုကနေဖယ်ထုတ်ခံရပြီးစွန့်ပစ်ခြင်းကိုခံရနိုင်နေဆိုပြီးရောမတဲမှာပြောထားတယ်လို့မျိုးပေါ့။ဥပမာဒီလဲပေးထားသေးတယ်နော်။အာရန်နဲ့အီဟလာလူစီဖာကြောင့်အာရန်ရဲ့ကိစ္စမှာကြတော့စာသားကသူ့ရဲ့ရွေးချယ်မှုကိုဘလို့ပုံဖော်ထားလဲတစ္ဆာဖောက်တာလားတော့မို့ င်ယိုးစင်ကြောင့်ဖြစ်သွားတဲ့အဖြစ်ဆိုတခုလို့လားအရင်ကိစ္စကနည်းနည်းပိုရှော့တယ်လို့စာသားကတင်ပြထားပုံရတယ်။သူကဖျားတခင်တိုက်ရိုက်ပြီးညက်ချမစားနဲ့စားရင်တင်မယ်ဆိုတာထက် AY ရဲ့စကားနဲ့သူမပေါ်ထားတဲ့တန်ယိုးစင်ကိုပိုဦးစားပေးလိုက်တာ။အင်းစာသားထဲမှာတွေ့ဝိုက်ပြီးတော့သူမိမကိုအယံချစ်လို့သူမကိုဆွန့်လို့မသွားနိုင်ဘူးဆိုတဲ့သဘောမျိုးပေါ်ပြထားပုံရတယ်။ဆိုတော့သူ့လောက်ရကမနာခံမှုလည်းဟုတ်တယ်။တချိန်ထဲမှာပဲလမ်းမရောက်သွားတဲ့တန်ယောစင်ရဲ့အကျိုးဆက်လို့လည်းမြင်လို့ရနိုင်တယ် ဟီလီလေလူစီပါခိစကကဘလောကွာလူဟီလီလေကိစာမတော့စာသားကရေးစစ်ကြေးလေចမ်းကိုကိုကပြီးမာနကိုအဓိကထောက်ပြထားတယ်သူကကိုရဲ့လှပမှုဉာဏ်ပညာကြောင့်မာနထောင်လာပြီးဖျားသခင်ရဲ့အလိုတော်ကိုနားခံဖို့ထက်ကိုကိုကိုမြင့်တင်ဖို့ရွေးချယ်သွားတာအင်းဟုတ်ကဲ့ဒီဥပမာနဲ့ခုလုံးမှာစိတ်ဝင်စားဖို့ကောင်းတာကဘာလဲဆိုတော့စာသားကပြောနေတာဖျားသခင်ကသူတို့ရဲ့ရွေးချယ်မှုကိုအတင်းပတားခဲ့ဦးလေးစားခဲ့တယ်ဟုတ် ဒါပေမဲ့အဲ့ဒီလွတ်လပ်မှုနဲ့အတူတာဝန်ယူမှုလည်းပါလာတာပေါ့ကာလာတီမှာပြောသလိုကိုယ်ဆိုင်တဲ့အတိုင်းရိပ်ရမယ်ဆိုတဲ့သဘောတရားမျိုးစာသားနဲ့မှသူတို့သာနားခံခဲ့ရင်ပိုလွယ်ကူတဲ့လမ်းကိုရနိုင်ခဲ့မယ်လို့ဆိုထားတာကစိတ်ဝင်စားဖို့ကောင်းတယ်ဒါကဘာကိုဆိုလိုတာလဲသူတို့ဘာတွေလက်လွတ်ခဲ့ရတာလဲအဲ့ဒါကလေသူတို့သာဖះစကားကိုနားခံဖို့ရွေးခဲ့မယ်ဆိုရင်ပေါ့စာသားရာဆိုရင်ဖះသခင်ကသူတို့ကို ကိုရိုရဲ့မေတ္တာနဲ့ဉာဏ်ပညာတွေမှာပို့ပြီးနည်းနည်းဆိုင်ဆိုင်ပဲ့ပြင်ပေးပြီးလို့သူတို့ရဲ့အဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုဖျက်ဆီးခြင်းစီမဟုတ်ပဲပြည်စုံခြင်းစီကိုလမ်းပြပေးနိုင်ခဲ့မယ်လို့ဆိုလိုတာအင်းသူတို့ရှောက်ရမယ်လမ်းကပိုလွယ်မယ်ပို့ပြီးညင်တခြင်းနဲ့ပျော်ရွှင်ခြင်းတွေရှိနိုင်ခဲ့မယ်ပေါ့ဒါပေမဲ့သူတို့ကကိုယ့်ရဲ့အတိညာဉ်ကိုခံစားခြင်းနောက်ကိုလိုက်ဖို့ရွေးချယ်သွားကြတယ်ဒါဆိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတာကအစွမ်းထက်ပေမဲ့ တချိန်ထဲမှာတာဝန်ယူမှုအကြီးကြီးနဲ့ဆက်ဆက်နေတာပေါ့နော်ဟုတ်ပါတယ်တာဝန်ယူမှုအကြီးကြီးပါဒီနေရာကနေတော့တစ်ဆင့်တက်ပြီးရွေးကောက်ခြင်းဆိုတဲ့အကြောင်းကြည့်အောင်ဒါကလွတ်လပ်စွာရွေးချယ်ပိုင်းခွင့်နဲ့ဘယ်လိုဆက်ဆက်နေလဲ effort over တာစာမှာကဘာမတီမရှိမီ crystal night ငါတို့ကိုရွေးကောက်တော်မူလေလို့ဆိုထားတာကိုစာသားကဘယ်လိုရှင်းပြထားလဲဘသူတွေရွေးကောက်ခံရတာလဲဘာသာရေးတမိုင်းမှာအမြဲတမ်းညင်းကြခုန်ကြတဲ့အကြောင်းအရာပဲ ဒီစာသားကတော့ဖြစ်နိုင်ခြင်းနှစ်ခုတင်ပြထားတယ်။ဟုတ်ကဲ့။ပရမတ်တစ်ခုကတော့ပြည်သခင်ကလေသူ့ရဲ့အချုပ်ချားအာဏာနဲ့ကြိုတင်တည်တဲ့ညံတော်ရကဘာကြီးမစခင်ကတည်းကဘသူတွေက နောက်ဆုံးမှာကိုရောကိုနာခံမလဲချစ်လာမလဲဆိုတာသိတယ်။အရင်တော့အဲ့ဒီတီးချားလူပို့ကိုတောင်ချင်းစီကိုရွေးကောက်ထားခဲ့တယ်ဆိုတဲ့အမြင်မျိုး။ဥပမာအနေနဲ့ကဘသူတွေကိုဖော်ပြခါလဲဓမ္မနဝတ္ထုတဲကပေါလုပေါ့သူကအစပိုင်းမှာခရိယန်တွေကိုအရင်ညင်းဆဲခဲ့တာလေ ဒါပေမဲ့ဘုရားသခင်ကသူ့ကိုရွေးကောက်ထားတဲ့တန်စာဗလာအဖြစ်ကြိုတက်မှတ်ထားခဲ့တယ်ဆိုတော့ကိုဥပမာပေးထားလေသူ့ရဲ့အပြင်ပန်းအပြူမူကသူ့ရဲ့ရွေးကောက်ခံရခြင်းကို မပြခဲ့ဘူးဟုတ်ကဲ့တစ်ဖက်မှာလည်းယူရရှာကယုတ်သူကယေရှုရဲ့တပည့်ရင်ပဲဒါပေမဲ့ယောဟန်ချမ်းအာသူကအဆက်ကလေးကရွေးကောက်ခံရသူမဟုတ်ခဲ့ဘူးလို့ဆိုတယ်อืมဆိုတော့ဒီမင်းညာဆိုရင်ဘသူမှန်တကယ်ရွေးကောက်ခံရတယ်လဲဆိုတော့ကိုလူတွေအနေနဲ့အပြင်ပန်းချီတီအတိအချပြောဖို့ခက်တယ် အဖြူမူကအေးအေးမြေတော့ပြောနိုင်တာပေါ့လေဒါပေမဲ့နောက်ဆုံးအဆုံးဖြတ်ကဖះစီမှာပဲရှိတယ်ဒါကပထမဖြစ်နိုင်ချေပေါ့ဒုတိယဖြစ်နိုင်ချေကကောပါလေဒုတိယဖြစ်နိုင်ချေကတော့နည်းနည်းပူချေပြန့်တဲ့မြင်းလို့ပြောရမှာပဲဒီမြင်းတွေကဆိုရင်ဖះသခင်ကတီးချလူတွေကိုကြိုးရွေးထားတာမဟုတ်ပဲကဲတင်ချင်းရနိုင်မဲ့အချင်းနေဒါမှမဟုတ်လမ်းကြောင်းကိုရွေးကောက်ထားတာဖြစ်နိုင်တယ်လို့ဆိုတယ်ဆိုလိုလာကဆိုလိုလာကဖះသခင်ကလေခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ကိုရိုစီလာတဲ့ဘဒူးကိုမဆို့ တာသမီအဖြစ်မွေးစားဖို့ကြိုတင်တက်မှတ်ထားတာယောဟန်ချောင်းတို့ယောမစေတို့ကို ကိုကပြီပေါ့အထက်ကခရစ်တော်၌ရွေးကောက်တယ်ဆိုတဲ့စကားလုံးပဲရွေးကောက်ခြင်းဆိုတာခရစ်တော်ကိုလက်ခံပြီးသူနဲ့တလုံးတပတ်တည်းဖြစ်ခဲ့အခြေအနေတွေမှာဖြစ်ပေါ်တာဆိုတဲ့သဘောဒါဆိုရင်ဒီဒုတိယအမြန်ရာဆိုရင်ရွေးချယ်မှုကလူသားတွေဘက်မှာပိုရှိနေတယ်လို့ပဲနော်ဟုတ်ကဲ့ပိုပြီးတော့ကိုယ့်ရဲ့တုံပြမှုပုံမှုတည်သွားတဲ့သဘော ဒါပဲစားသားတွေမှာယုံကြည်ခြင်းကနေလမ်းလဲသွားတဲ့သူတွေရဲ့အကြောင်းလဲပါတယ်သူဘောကဘလို့လဲသူတို့အဆောက်ကရွေးခောက်ခံရပြီးမှ ပြုတ်သွားတာလားအဲ့ကအရန်အေးချီးတဲ့မိခွန်းပဲစားသားကဒီအချက်ကိုလည်းရှင်းထားတယ်တတိမိုသေးမှာပြောထားတယ်လို့ပေါ့နောက်ဆုံးကာလမှာတချို့ယုံကြည်ခြင်းကိုစွန့်ပယ်ကြမယ်ဆိုတာလေဟုတ်ကဲ့ဒီလိုလမ်းလွဲသွားတဲ့သူတွေဟာအစာကတည်းကအမှန်တကယ်ဖျားရဲ့ရွေးခောက်ခြင်းကိုခံရတဲ့သူတွေမဟုတ်ခဲ့ဘူးလို့စာသားကအတိပဲဖွင့်ဆိုပုံရတယ် သူတို့ကယုံကြည်သူတိုင်းဝိုင်းထဲမှာတော့ရှိနေကြတာပေါ့ဒါပေမဲ့သူတို့ရဲ့စိတ်နှလုံးကဘရုံကမှတကယ်ပြောင်းလဲခဲ့တာမဟုတ်ဘူးဆိုတဲ့သဘောပြားရီချန်းတို့ဆာလန်ချန်းတို့ကိုကိုးကားပြီးနာမည်လေးအသက်စာဆောင်ကနေပဲ့ဖြစ်ခံရတယ်ဆိုတာကောဟုတ်ကဲ့အဲ့တော့သူတို့ရဲ့နာမည်ဒီအသက်ဆောင်ထဲမှာရေးမှတ်ခံခဲ့ရဘူးမို့ရတယ်ဒါပေမဲ့နောက်ဆုံးမှာသူတို့ရဲ့မယုံကြည်မှုညှင်းပယ်မှုကြောင့်ပဲ့ဖြစ်ခံလိုက်ရတယ်လို့ဆိုလိုတာဟေဘရီချန်းကဆိုပိုတောင်ပြင်းပြင်းထန်ထန်ပြောထားသေးတယ် ဟုတ်ကဲ့သူတို့ကတချိန်ကသခင်ယေရှုရဲ့အသွေးတော်နဲ့တန်ရှင်းစေရင်ခံရဘူးတဲ့ဒါပေမဲ့အဲ့ဒီပတိညင်တရားရဲ့အသွေးကိုမထီမဲ့မြင်လို့ကီတန်ရှင်းသောဝိညာဉ်တော်ကိုပြတ်မှားတဲ့အခါသူတို့အတွက်ကယ်တင်ခြင်းရှိတော်ဘူးလို့ဆိုထားတာဒါကတော်တော်လေးနက်တဲ့အကြောင်းအရာပဲကယ်တင်ခြင်းရဲ့အာမခံချက်တို့ယုံကြည်သူရဲ့ခံတိုင်ရှိခြင်းတို့ဆိုတဲ့ဘာသာရေးအယူဆတွေနဲ့တိုက်ခိုက်ပတ်သက်နေတာပေါ့ဟုတ်ပါတယ် ဒီစာတမ်းရဲ့တင်ပြပုံရအားတော့ရွေးကောက်ခြင်းဆိုတာရှုပ်ထွေးပြီးလွယ်လွယ်နဲ့အဖြေထိုးလို့ရတဲ့ကိစ္စတစ်ခုလိုပဲနော်ဟုတ်ကဲ့တော်တော်နဲ့နဲ့ပါတယ်ဒီငနေ့တရားစီရင်ခြင်းဆိုတဲ့အပိုင်းကိုဆက်သွားကြည့်ရအောင်စာသားကတရားစီရင်ခြင်းကိုဘာကြောင့်မရှိမဖြစ်လိုအပ်တယ်လို့တင်ပြထားတာလေဒီနေရာကတကယ်စိတ်ဝင်စားဖို့ကောင်းလာပြီဟုတ်ကဲ့တရားစီရင်ခြင်းဆိုတာကိုကြောက်စရာပြင်းထန်တဲ့ရာလို့မြင်တတ်ကြပေမယ့်လေဒီစာသားကတော့တရားစီရင်ခြင်းရဲ့လိုအပ်ချက်ကိုကာကွယ်ရေးရှုထောင့်ငင်းနဲ့ရှင်းပြထားပုံရတယ် อืมဘယ်လိုမျိုးလဲအဓိကကြိုးကြောင်းစင်ချင်းပုံကဒီလိုပါအကေဝေးအပြည့်နဲ့စိုးသွားမှုတွေကိုအဆုံးအစမရှိဆက်ပြီးရှိနေခွင့်ပေးထားမယ်ဆိုရင်ພັນစင်းရဲ့တစ်ခုလုံးဟာထာဝရစင်းရဲ့ဒုက္ခနဲ့ပရမ္ပတာအခြေအနေစီဥတည်သွားလိမ့်မယ်ဆိုတာပဲကပ္ပဥချမ်းထေကအာဒံကိုအသက်ပင်စီကနေတားလိုက်ခဲ့အဖြစ်လိုမျိုးလားဟုတ်တယ်အဲ့ဒါကိုတွေဝိုက်ရည်ညွှန်းမှုရတယ်အာဒံအဖြစ်လုတ်ပြီးနောက်မှာဖျားတခင်ကသူ့ကိုအသက်ပင်အတီးစားပြီး အပြစ်ရှိတဲ့ခြေအနေနဲ့ထာဝရအသက်ရှင်ခွင့်မရအောင်တားဆီးခဲ့တယ်လေဆိုလိုတာကအပြစ်သားတွေဥမာစာတန်တို့နောင်တမရတဲ့လူတွေတို့ထာဝရင်အသက်ရှင်နေမယ်ဆိုရင်သူတို့ရဲ့စိုးသွားမှုတွေကလည်းထာဝရင်ဆရှိနေမှာပေါ့ဒါကဖန်ဆင်းခြင်းကိုတော်တိုင်းဥပဒေလွှမ်းမိုးတဲ့နေရာဖြစ်သွားစေမယ်ဆိုတဲ့သဘောလားအပြည့်ကြပါပဲအဲ့လိုဖြစ်သွားနိုင်တယ်အားကြီးသူကအားနည်းသူကိုအမြဲဖြိနှိပ်လိန်လဲမှုတပ်ဖြတ်မှုမတရားမှုတွေ ထာဝရင်ဖြစ်နေမဲ့အခြေအနေမျိုးစဉ်းစားကြည့်လေ။ဥဟောရှိချန်တဲ့ကလိုမြေကြီးပေါ်ကသိုးသွားမှုမျိုး ထာဝရင်ရှိနေမဲ့ဆိုရင်အဲ့ဒါကမေတ္တာနဲ့တရားမျှတာချင်းအပေါ်အခြေခံတဲ့ဘုရားခင်ရဲ့ဖန်ဆင်းခြင်းယူရချက်နဲ့လုံးဝဆန့်ကျင်သွားပြီ။ဟုတ်ကဲ့။ဒါကြောင့်ဒီစာထရတရားစီရင်ခြင်းဆိုတာဘုရားခင်ရဲ့မေတ္တာနဲ့တရားမျှတာမှုဆိုတဲ့အရေးတွင်းတစ်ခုလုံးကနေထွက်ပေါ်လာတာ။ ထွမြောက်ရကြမ်းတယ်ပေါ့နော်ကရုဏာကြီးပေမဲ့အပြစ်ကိုအပြစ်မဲ့လို့မလွတ်ဘူးဆိုတာမျိုးဟုတ်ပါတယ်မေတ္တာကအပြစ်မဲ့သူတွေကိုကာကွယ်ခြင်းတယ်တရားမျှတမှုကအပြစ်ရဲ့အကျိုးဆက်ကိုခံကိုခံရမယ်လို့တောင်းဆိုတယ်ဒီနှစ်ခုကနေတရားစီရင်ခြင်းလာတာဒါဆိုတရားစီရင်ရအဆုံးတက်ကပါလေထာရညင်ဆဲခြင်းလားဒါမှမဟုတ်တခြားတစ်ခုခုလားစာသားကဒီရဲ့အကြောင်းမလို့ပြောထားလေဒီနေရာမှာစာသားက တမာရီတအယူစတဲ့ချို့နဲ့နင်းနေခွဲနေတဲ့မျိုးကိုတင်ပြတာပုံရတယ်။အပြစ်သားတွေကသူတို့အပြစ်အတွက်တရားမျှတတဲ့အကျိုးဆက်ကိုခံရမယ်။ပြည်ဒီချမ်းရပေါ့။ဟုတ်ကဲ့။ဒါမဲ့အဲ့ဒီနောက်မှာထာဝရညင်ဆက်ခံရမယ်အစားလုံးဝပျက်စီးခြင်းဒါမှမဟုတ်တီးရှိမှုချုပ်ငင်းသွားခြင်းကိုရောက်သွားမယ်လို့အဒီပေရတဲ့ကြံစက်တွေကိုကိုးကားထားတယ်။ဒါကိုဒုတိယတေးခြင်းလို့ခေါ်တာပေါ့။ဒုတိယတေးခြင်းဆိုတော့လုံးဝချုပ်ငင်းသွားတာလား။ဟုတ်တယ်။ ဟေရှားရဲ့ကျင့်ထက်ကမီလျံလောင်စာကုံရင်ငင်းသွားသလိုမျိုးဖော်ပြချက်ကိုထောက်ပြပုံရတယ်။ဆိုလိုတာကအပြစ်ရောအပြစ်သားတွေရဲ့တရှိမှုရောအဆုံးသတ်သွားမယ်။ဒါကထာဝရညင်စဲချင်းဆိုရဲ့အယူဆနဲ့တို့တို့ကွာခြားသွားပြီနော်။ဟုတ်ပါတယ်။ဒီစာသားရဲ့ဓမြပုံရတော့တို့နားနေနိုင်တယ်။အဓိကရွေးချက်ကအပြစ်ကိုလုံးဝဖယ်ရှားဖို့ထုပုံရတယ်။ဟုတ်ကဲ့။အပြစ်ရဲ့တရှိမှုအကျိုးဆက်နောက်ဆုံးမှာတည်ခြင်းတရားကိုယ်တိုင်တောင်မှ ဖြည့်ဆည်းခံရမယ်လို့ဆက်ကိုရင်းတူမှာဆိုထားတယ်လေ။အင်း ဒါမှပဲဖန်ဆင်းခြင်းဟာအပြစ်အရေးအယောင်လုံးဝကင်းပြီးဖျားတခင်ရဲ့မူလရည်ဝဲချက်အတိုင်းပြန်ပြီးတန့်စင်မြတ်မြတ်နားနိုင်မယ်လို့ဆိုလိုတာပါ။ဒါဆိုရင်တရားစီရင်ခြင်းဟာအဆုံးသတ်မဟုတ်ဘူး။ပြန်လည်ပြည့်စုံခြင်းစီတွားတဲ့လမ်းပေါ်ကလိုအပ်တဲ့အဆင့်တစ်ခုပေါ့။ဟုတ်ပါတယ်။အဲ့လိုပြောနေပါတယ်။ဒါဆိုအဆုံးစွန်ညီမန်းချက်ဖန်ဆင်းခြင်းရဲ့ပြည့်စုံခြင်းဟာဘလို့ပုံစံဖြစ်လာမှာလဲ။ဒီနေရာမှာပဲသားတို့ရဲ့အခန်းကဏ္ဍကအထွတ်အထိပ်ကိုရောက်လာပြီးလူကကျမှာတားတော်ကိုအမွေခံတဲ့ဖြစ်ဖော်ပြထားတာကိုစာရကအလေးပေးထားတယ် ုတ်ကဲ့ခမီးတော်ကတားတော်ကိုချစ်ပြီးအရာအလုံးကိုတူးလက်ထဲအပ်ထားတယ်လေတားတော်ကခမီးတော်စီကနေဒီဖန်ဆင်းခြင်းကိုအမွေဆက်ခံတယ်ပြီးတော့အဲ့ဒီအမွေကိုမိတ္တတရားရဲ့ပြည့်ညက်တော်နဲ့အုပ်ဆိုးတယ်မတဲကိုရင်ကြမ်းထဲကလို့ဥပဒေကိုပြည့်စုံစေဖို့ကြွလာတာဆိုတာမျိုးပေါ့ဟုတ်ပါတယ်ဥပဒေကိုအဖျက်ဖို့မဟုတ်ဘူးဥပဒေရဲ့အနစ်တာရဖြစ်တဲ့မေတ္တာကိုပြည့်စုံစေဖို့ကြွလာတာအပြစ်ကိုဖျက်ဆီးခြင်းကကောဘလို့အခန်းခဏကပါဝင်လဲအဲ့ဒါကတားတော်ရဲ့ရွေးနှုတ်ခြင်းအမှုတော်ရဲ့အဓိကအစစ်ပိုင်းပဲ။ သူကလဝကတိုင်ဘောကပူဇော်တကအာဖြင့်အပြည့်ရင်အာနာကိုချိုးဖျက်တယ်တည်ခြင်းကိုအောင်မြင်ခဲ့တယ်ကောနော့တေးကြမှာပါတယ်လို့ပေါ့ဟုတ်တယ်လဝကတိုင်ရဲ့အသွေးတော်အာဖြင့်ငင်းချမ်းရေးကိုတီးဆေးပြီးတော့ကွဲကွာနေတဲ့ဖန်ဆင်းခြင်းကိုဖျားသခင်နဲ့ပြန်တည့်မြတ်စေဖို့လမ်းဖွင့်ပေးခဲ့တယ်อืมအဖြစ်နဲ့တည်ခြင်းတရားဆိုတဲ့နောက်ဆုံးရန်သူတွေကိုလုံးဝဖျက်ဆီးပြီးသွားတဲ့အခါအဲ့ဒီအခါကျရင်ဖန်ဆင်းခြင်းဟာပြည့်စုံခြင်းစီရောက်ပြီးတော့သာသာကဆိုလိုတာပါအဲ့ဒီနောက်ဆုံးအဆင့် ဖျားသခင်သည်အလုံးစုံတို့၌အလုံးစုံဖြစ်တော်မူခြင်းဆိုတာကိုစာသားကဘလူရှင်းပြထားလဲကိုကိုရင်သူစံငါကိုကိုကားပြီးဒီအဆုံးသက်ယူပါရုံကို ရှင်းပြထားတာရာခသင်းယန်သူအလုံးတည်ခြင်းအပါဝင်ပေါ့အလုံးသားတို့ရဲ့အဆိုးမှုအောက်ရောက်လာတဲ့အခါဟုတ်ကဲ့အဖြစ် လုံးဝချုပ်ငင်းပြီးဖန်ဆင်းခံတဲ့အလုံးကဘုရားသခင်ရဲ့အလိုတော်ကိုစိတ်လိုကိုယ်လျောက်နာခံကြတဲ့အခါဟုတ်ကဲ့အဲ့ဒီအခါမှာသားတော်ကိုယ်တိုင်ကလည်း ဒီပြန်လဲပြည်စုံသွားတဲ့ဖန်ဆင်းခြင်းနိုင်ငံတော်ကိုခမီးရိုစီပြန်ဆက်သက်ပြီးခမီးရိုရဲ့အုပ်စိုးမှုအောက်ကိုကိုယ်တိုင်ဝင်ရောက်လိမ့်မယ်လို့ဆိုထားတယ်။ဟွန်းအဲ့ဒီအချိန်မှာဘုရားသခင်ရဲ့မူလအကြံစီတို့အလုံးစုံပြည်စုံပြီးဖန်ဆင်းခြင်းတစ်ခုလုံးဟာဘုရားသခင်ရဲ့အလုံးစုံသားသာဖြစ်သွားမယ်ဆိုတဲ့သဘော။ဒီနေရာမှာလေသားတော်ရဲ့သာဝရတိရှိတဲ့ဘုရားတဘာဝနဲ့လူစားတီခံယူပြီးခမီးရိုကိုလက်အောက်ခံတဲ့အခန့်ကဏ္ဍကြာကဆက်နွယ်မှုကနည်းနည်းရှုပ်ထွေးပုံကြတယ်။စာရကတာကိုဘလို့ရှင်းပြထားလဲ။ဟုတ်ကဲ့ တော်ရတော်တော်နဲ့နဲ့တဲ့ဘာသာရေးအယူဆတစ်ခုပါ စာသားကဖိလိပ္ပိယဩဝါဒစာကိုရည်ညွှန်းမှုရတယ်တတော်ကမူလကဖះစခင်ရဲ့ထန်ထန်တော်နဲ့ပြည့်စုံတယ်ဟုတ်ဒါပေမဲ့ကိုကိုကိုနှိမ့်ချပြီးလူစားတိခံယူ အစေခံလို့ဖြစ်လာပြီးလေဝါကတိုင်မှာတည်တဲ့အထိနာခံခြင်းကိုပြလေတယ်ဟုတ်ကဲ့ဆိုတော့တက်ကော်ရင်သို့15မှာပြောတဲ့လက်အောက်ခံခြင်းဆိုတာကလေကိုရော်ရဲ့မူလဖះစဘာဝကိုရော့ချတော့တာမဟုတ်ဘူး လူစားတိခံပြီးဆောင်ရွက်ခဲ့တဲ့အဲ့ဒီရွေးနှုတ်ခြင်းအမှုတော်ရဲ့ပြည့်စုံရေးနဲ့အောင်မြင်ခြင်းကိုခမီးတော်စီပြန်လည်ဆက်တာတော့ဖော်ပြတာဖြစ်တယ်လို့ဒီစာသားကအဓိပ္ပာယ်ဖွင့်ဆိုပုံရပါတယ်။อืมနားလေပုံနည်းနည်းခက်ခဲတဲ့အချက်မနော်။ဟုတ်ပါတယ်။ဒါတွေကထာဝရကာလနဲ့ဆိုင်တဲ့အရာတွေဆိုတော့လေအချင်းကာလအတိုင်းတာထဲမှာနေတဲ့ကျွန်တော်တို့လူသားတွေအနေနဲ့အပြည့်အဝသဘောပေါက်ဖို့ခက်ခဲတဲ့ဖရာသခင်ရဲ့နက်နဲမှုတွေပေါ့။ကောက်ပါပြီ။ ဒီနေ့ကျမတို့လေ့လာခဲ့တဲ့ဒီစာသားတွေကအဓိကအချက်တွေကိုပြန်ချုပ်ရရင်တော့ခမည်းတော်ရဲ့မေတ္တာကအရာအလုံးရဲ့အညစ်အမြစ်ဟုတ်တယ်သားတော်ကဖန်ဆင်းခြင်းအသက်ကေတင်ခြင်းပြည့်စုံခြင်းအလုံးရဲ့မဟုတ်ချက်မှန်ပါလူတွေကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ပေးထားပြီးဒီရွေးချယ်မှုက လေးနက်တဲ့အကျိုးဆက်တွေတာဝန်ယူမှုတွေရှိတယ်ဟုတ်ကဲ့ပြီးတော့အပြစ်နဲ့စိုးသွမ်းမှုတွေထားဝစဉ်မရှိနေစေဖို့ တရားစီရင်ခြင်းကမလွဲမရှောင်သာလိုအပ်တယ်လို့ဒီစာသားကတင်ပြတယ်။ဟုတ်ကဲ့။လိုအပ်ချက်တစ်ခုအနည်းနဲ့ပေါ့။နောက်ဆုံးမှာတော့တားတော်ရဲ့အမွေဆက်ခံခြင်း၊အုပ်ဆိုးခြင်း၊ရွေးနှုတ်ခြင်းအမှုတော်အပြင်ဖန်ဆင်းခြင်းဟာမူလရည်ရချက်အတိုင်းပြန်လည်ပြည့်စုံခြင်းစီရောက်ရှိမယ်ဆိုတဲ့ကြီးမားတဲ့ဖြော်လင့်ချက်ယူပယုံကိုတင်ပြထားပါတယ်။ဟုတ်ပါတယ်။ဒီစာသားတစ်ခုလုံးရဲ့အနှစ်ချုပ်ကတော့အရာအလုံးဟာတားတော်ကိုပဟိုဖြူပြီးလဲပတ်နေတယ်ဆိုတာပါပဲ။ ခမည်းတော်ရဲ့မေတ္တာဖော်ပြမှုဖန်ဆင်းခြင်းအသက်ပေးခြင်းလောလဆွာရွေးချယ်ပိုင်ခွင့်တရားစီရင်ခြင်းကယ်တင်ခြင်းနောက်ဆုံးပြည့်စုံခြင်းအလုံးဟာတားတော်နဲ့ခွဲလို့မရအောင်ဆက်ဆက်နေတယ်။ဟုတ်ကဲ့။နောက်ဆုံးအနေနဲ့လေဒီစာသားရဲ့မေတ္တာနဲ့လောလဆွာရွေးချယ်ပိုင်ခွင့်ကိုအလေးပေးမှုအပေါ်မှာအခြေခံပြီးစဉ်းစားစရာတွေတခုချန်တာခဲ့ခြင်းပါတယ်။ဟုတ်ကဲ့ပြောပါရှင်။တရားစီရင်ခြင်းကိုမေတ္တာညင်ပဲ့ခြင်းရဲ့မလွဲမရှာတာတဲ့အကျိုးဆက်အဖြစ်တင်ပြထားတယ်နော်။ ဒါပေမဲ့လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရဲ့အဆုံးဆုံးပန်းတိုင်အဲ့ဒီပြည့်စုံခြင်းကိုနိုင်ကတော့ပစ်တန်ရဲ့အကျိုးဆက်မဟုတ်ဘူးမိတ္တရဲ့အသီးပွန်ဖြစ်ရမယ်လို့ဆိုလိုပုံရတယ်။အင်းစိတ်ဝင်စားစရာပဲ။ယောဟန်မှာပြောထားတယ်လေ။စုံလန်တို့ချစ်ချင်းမိတ္တသည်ကြောက်ရွံ့ခြင်းကိုပယ်ရှားတတ်သည်ဆိုတာ။ကြောက်လို့နာခံတာမျိုးမဟုတ်ဘူးပေါ့။နီကိုရင်းသူမှလည်းခရစ်တော်၏ချစ်ချင်းမိတ္တတော်သည်ငါတို့ကို အနိုင်အထက်ပြု၏ compels us လို့ပေါ်ကြထားတယ်။ဟုတ်ကဲ့။အဲ့ဒီတော့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ဆိုတဲ့လက်ဆောင်ကကြောက်ရွံ့မှုကြောင့်ဖြစ်တဲ့နားခံခြင်းမျိုးမဟုတ်ပဲမေတ္တာတရားထဲမှာလွတ်လပ်စွာပွင့်လန်းပြီးပြည့်စုံသွားတယ်ဆိုတာတကယ်ပါအတိတ်ပဲလေ။ဟင်းတာကဖျားတကယ်ချိုးချာအနာနဲ့ဖန်ဆင်းခံနေတဲ့လွတ်လပ်တဲ့ရွေးချယ်မှုကြားကအမဲတမ်းရှုပ်ထွေးနှနေနေရဆက်နွယ်မှုကိုဘယ်လိုနားလည်ဖို့အထောက်အကူပြုနိုင်မလဲ။အဲ့ဒါကတော့ဆက်ပြီးတွေးတော့ဆွန်ကျင်စရာအချက်တစ်ခုဖြစ်ပါလေဗျာ။